လောက်ပဲဆိုပြတ်တတ်နေပါစေမန်စီးရီးရဲ့တဘာနဲ့ဝါကိုတော့ပရီးမီးယားလိမှာဘယ်သေးမှမရှင်းနိုင်ပါဘူးမန်စီးရီးကတော့မန်စီးရီးပါပဲအစိုးဆုံးရာသီတွေမှာတော့အဆင့်3ခါနေမဆင်းရတဲ့အထိကောင်းခဲ့တဲ့အသင်းမှာဘလောက်ပဲရှုံးရှုံးဘလောက်ပဲအခြေအနေမကောင်းဘူးပြောပြောမန်စီးရီးကတော့အချိန်ကျန်တဲ့အခါသူပါလဲဆိုတာပြသနိုင်စေပဲဖြစ်ပါတယ် နောက်ပြီးမန်စီးတီးရဲ့လီဗာပူးနဲ့မင်းညားအပွဲအားကောင်းချက်ကြီးကလည်းဖျားခါတော့ပါရင်မန်စီးတီးအခုလုံကောင်းလာတဲ့လီဗာပူးကိုကိုပြည့်သွင်းနိုင်တာကအခုနောက်ပိုင်းနှစ်တွေမှာဆိုရင်မရှိသလောက်ရှားပါရင်၂023လုံးကတခါလေကိုတခုနဲ့နိုင်မှုပြီးမနစ်တုန်းကဆိုရင်အင်ဝင်းချင်းမှာလီဗာပူးကိုဒူးစီးနဲ့ရှုံးခဲ့တာပါအဲတုန်းကတော့လီဗာပူးရဲ့လူစင်ကအခုလောက်ထိမတောက်တင်းသေးပါဘူးဒါပေမဲ့အခုလုံတောက်တင်းလုံးနေတဲ့အချိန်မှသာကိုပြည့်တီးနိုင်နေဆိုတော့ဒါနဲ့နဲ့နောက်ဆွမ်းဆောင်ရင်မျိုးမဟုတ်ပါဘူးကစားမအထာမကြသေးတာမျိုးရှင်တော့မှာဂွိုင်လာကသူ့ရဲ့သွားဝါကိုထုတ်သုံးသွားခဲ့တာပါ။ဒါကြောင့်ပွဲပြီးမှဆိုရင်သူကလည်းပြုံးလို့ပြောလို့ပါပဲ ောက်ပြီးတစ်ဖက်မှာအာဆင်နယ်ကဆန်လာလန်နဲ့အမှတ်ရော့သွားတဲ့အတွက်မန်စီးတီးကဒီဘက်မှာအသက်ကုန်ဆော်ပြီးအမှတ်အကုန်ယူလိုက်တယ်ဆိုရင်လည်းမှားပါဘူး။ဒါကြောင့်ဇလန်ကတော့စပြီပဲဖြစ်ပါရင်ဘာဇလန်လေးဆိုတော့ပရီးမီးယားလိဂ်ချန်ပီယံနေရာအတွက်သူတို့ပြန်ကိုယ်ပြန်တိုက်ပွဲဝင်ကြမယ်ဇလန်လေးပါ။အာဆင်နယ်ရှက်မာရနေမန်စီးတီးကနေရာမှန်ဖြစ်တဲ့ဈေးအထိတ်ကိုပြန်ရောက်မှာဖြစ်ပါရင်ဒါကြောင့်အစားပိုင်းမှာဘုံမလို့လို့နဲ့အခုနောက်ပိုင်းကျမှဟုတ်လာနေတာကတော့ကွာရီယာလဲမန်စီးတီးပါ နောက်ပြီးဒိုကူလုံကစားမမျိုးနဲ့ဟာလန်လုံကစားမမျိုးကိုရထားတဲ့စီးဒီကလည်းအတော်လေးကိုကန်ကောင်းပါတယ်။ကစားမတယောက်ထဲကတပွဲလုံးပတ်မှွေသွားတယ်ဆိုတာရော်နယ်ဒိုနဲ့မက်ဆီလိုစီမှာပဲများသောအားဖြင့်ကြားဘူးချတာပါ။ဒါပေမဲ့ဒီနေ့ပွဲမှာတော့ဒိုကူကဒီလိုပုံစံကိုလုပ်ပြနိုင်ခဲ့တာပါ။လုပ်ပြနိုင်ခဲ့တဲ့ဆိုလို့ဂိုးတွေသွင်းတာမဟုတ်ဘူးနော်။အရင်ရွယ်လေးတွေနဲ့တပေါက်တစ်သင်းလုံးကိုအထာမထားပဲအသက်ကုန်ပြိုလဲစေခဲ့တာပါ။ဒါကြောင့်ဖြုတ်နိုင်လို့တဲ့ဒိုကူကြီးကတော့ပွဲပြီးမှဆိုရင်လဲပွဲတယ်မကပဲတကဘာလုံးရဲ့မောင်းအတယ်မှတ်ပေးချင်းကိုတော့ထိုင်းတန်တန်ခံခဲ့ရပါရင် နားလည်အောင်ပြောရမယ်ဆိုရင်ဒီပွဲမှာစီဒီလဘောက်ကိုကိုပြက်နိုင်တာထက်ဒိုဂူလဘောက်တသိန်းလုံးကိုပတ်မှွေခဲ့တာကသတင်းကောင်းစီးပိုင်းဖြစ်သွားတော့တာပါအဓိကကတော့လေဂွာလာရဲ့ကွင်းလင်ထင်းချုံမှုနောက်ကျန်းကာဝယ်မှုနေ့စနစ်တွေအကြောင်းပဲတိုင်းစစ်ကစားသမားတွေကအခုလိုကောင်းနေတာပါဒါကြောင့်အခုနောက်ဆုံး9နှစ်မှာ ရီးယားလိ6လုံးယူထားတဲ့ဂွာလာထက်ပိုတပါရင်းတဲ့နီးပြားဆိုတာကလက်ရှိဘောလုံးတော့ကမှမရှိနိုင်တော့ပါဘူး။ထပ်ပြီးလည်းရှိလာမှာမဟုတ်ပါဘူး။ဘယ်နီးပြားတွေဘလောက်ပဲစမ်းကြကြဂွာလာရဲ့အောင်မြင်မှုနဲ့လုံပြနိုင်မှုစမ်းတွေကတော့အခုထက်ထည့်ကိုမကြသေးပါဘူး။နောက်ပြီးတော့လက်ရှိမှာကောင်းလုံးပါတယ်ဆိုတဲ့အာဒီတာဆိုတာကလည်းတချိန်လုံးကဂွာလာစီကရခဲ့တဲ့ပညာတွေနဲ့သူ့ပညာတွေကိုပေါင်းစပ်ပြီးတော့မှပဲအခုလက်ရှိမှာအာဆင်နယ်နဲ့ကောင်းနေနိုင်တာပါ။ဒါကြောင့်အာဆင်နယ်သာဖလားရခဲ့မယ်ဆိုရင်အဲ့ဒီအောင်မြင်မှုမှာဂွာလာရဲ့အကျိုးစုတွေကလည်းအများကြီးပါဝင်နေမှာပါ။ဒါကြောင့် ရော်ဒီယိုကိုဗာစီတို့ကလည်းကစားမအားလုံးဒီမှာပြန်ဆောင်နေပြီဖြစ်တဲ့ CD ကတော့အချိန်တန်ပြီဖြစ်တဲ့အတွက်နေရာမှန်ကိုပြန်သွားနိုင်ဖို့အသေးအံလောက်ပြနေပါပြီဒီတော့တခြားသင်းတွေအားလုံး CD ဆိုရင်ကိုဝေဝေးကနေရှောင်းတော့ပါဗျာ